ားလုံးပဲမင်္ဂလာပါသားတို့သမီးတို့ရေအပတ်စဉ်တောက်ကြညခုနှစ်နိုင်မှထုတ်လွှင့်ပြတာတဲ့နေ့စဉ်ဖတ်တမချန်ပုံမင်ပြောအစီအစဉ်ကနေပြုစုပါတယ်ဒီကနေ့ညပြောပြမယ်တတီကတော့တတီတည်တည်မဲ့ဖြစ်ပါတယ်ပြောပြမယ်ခေါင်းစဉ်လေးကတော့ရာကုတ်ဤမယားများဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ခြေပြုတ်ချန်လေးကတော့ကဘာဦးချန်အခန်းကြီး29အခန်းငယ်တကနေ29ပဲဖြစ်ပါတယ် ရာကုတ်လေးဟာဆိုလို့ရှိရင်ခရီးကိုထွက်ခဲ့ပါတယ်။ယော်ဒန်မြစ်ကြီးကိုတန်ဝင်းနဲ့တွားပြီးတော့တနေရာပြီးတနေရာဆန်းဆန်းပြီးတော့ရရင်နဲ့ဖြတ်သန်းခဲ့ရပါတယ်။တောင်တွေကိုကြော်ဖြတ်ခဲ့ရတယ်လို့ပဲဒေကန်ဒရာကိုလည်းဖြတ်ကြော်ခဲ့ရပါတယ်။ဒီလိုနဲ့ခီးကျန်းကိုရှောက်ရင်ခရံမျိုးကိုရောက်ခဲ့ပါတယ်။မြို့ပြင်မှာအာဗြဟံရဲ့ကျွင်ယုံတော် ရေဘကာကိုတွေးခဲ့ပြီးရေတွင်းစီကိုလိုက်အရောက်လာခဲ့ပါတယ်။အဲ့ဒီရေတွင်းမှာတအောက်နားနေတော့မှာမိမပြိုလေးတယောက်ကိုသူ့ရဲ့ရေခတ်တိုက်ဖို့ရောက်လာတာကိုယာကုတ်ကတွေးခဲ့ပါတယ်။ယာကုတ်ကလည်းရေတွင်းကိုဖုံးထားတဲ့ကြောက်တုံးကြီးကိုဖယ်ပြီးသူ့ရဲ့ကိုရေဆွဲငင်ပြီးတိုက်ပေးခဲ့ပါတယ်။အဲ့ဒီမိမပြိုလေးဟာသူ့ဦးလေးလာဗန်ရဲ့သမီးသူ့နှမဝင်ခွဲဖြစ်ကြောင်းကို တည်ရတဲ့ခါကျတော့ဝမ်းတာလို့နေရပါကြခဲ့ပါတယ်အဲ့မိန်မပြုတ်လေးနာမည်လေးကတော့ရခေလာလို့ခေါ်ပါတယ်သူမြင်းမြင်းချင်းပဲရခေလာကိုရာကုတ်ကချစ်မြည်သွားပါတယ်ရခေလာရဲ့အဖေကလည်းသူတို့ကိုမြင်တွေ့တော့အာရဝမ်းတာနဲ့အင်ကိုခေါ်သွားခဲ့ပါတယ်အင်ရောက်တော့ရာကုတ်ကလည်းရခေလာကိုသူ့မယားအဖြစ်ယူဖို့သူ့ဦးလေး11ကိုခွင့်တောင်းပါတယ် ရခေလကိုပေးရင်ဥလိအိမ်မှာခုနှစ်နှစ်ဂျွန်ခံပေးရစေလို့ပြောပါတယ်။ဒီတော့လာဘန်ကလည်းသစိမ့်နဲ့ယူမာထက်မင်းနဲ့ယူတာပူကောင်းတာဗောလို့ပြန်ပြောခဲ့ပါတယ်။ယာကုတ်ကလည်းလာဘန်ရဲ့အိမ်မှာတိုးနွားစိတ်ကလအုပ်တွေကိုထိန်းကြောင်ပြီးခုနှစ်နှစ်လုံးလုံးလောက်ကင်ပေးခဲ့ပါတယ်။ယခေလကိုချစ်လွန်းလို့ခုနှစ်နှစ်ဆိုတဲ့အချိန်ဆိုရဟာခဏလေးလို့အောက်မေ့ရပါတယ်။ နောက်ဆုံးမှာတော့မင်္ဂလာပွဲကျင်းပနေ့မဲ့ရက်ကလေးရောက်လာပါတော့တယ်။သူတို့သမီးကိုမျက်နှာမမြင်အောင်ပဝါထူးထူးအုပ်ပြီးတော့ခေါ်လာခဲ့ပါတယ်။ဒါဟာသူတို့ရဲ့ဒလိထုံးဆန်းပါပဲ။သူမလည်းရာကုန်နဲ့လက်ထပ်လိုက်တာပေါ့။လက်မင်္ဂလာပွဲပြီးတဲ့အခါရာကုတ်လည်းသူမရဲ့ဘဝကိုဖွင့်လိုက်တဲ့အချိန်မှာသူအယမ်းချစ်ရတဲ့ရခေလမဟုတ်ဘဲနဲ့ ူရဲ့အမလက်အားဖြစ်နေတော့တယ်လက်အားဟာရခင်လလိုလှလည်းမလှသူ့ကိုလည်းမချစ်ဖြစ်နေခဲ့ပါတယ်ယာကုတ်ကလည်းသူအလိန်ခံရပြီဆိုတာကိုတီးလိုက်တဲ့အချိန်မှာအယံမဲ့စိတ်ဆိုးခဲ့ပါတယ်သူ့အဖေအစ်ဇတ်နဲ့သူ့အကိုအဲ့တော့ကိုသူလှက်စားလိန်နေခဲ့တယ်လို့ပေါ့ဒါပေမဲ့သူ့ဦးလေးလာဗန်ကတို့တိုင်းပြည်မှာသမီးကြီးအိမ်ထောင်ပြုတ်ပြီးမှအငယ်ကပြုတ်ရတဲ့ထုံးစံရှိပဲ ဒီတော့လေအားကိုဇနီးအဖြစ်ထားပါနောက်ချက်ခုနှစ်နှစ်ကိုဆက်ပြီးအလုတ်လုတ်ပေးရင်ရခေလကိုရမယ်လို့နှစ်သိမ့်လိုက်ပါတော့တယ်အဲ့အချိန်တော့ဆိုရင်ယောက်ျားတွေဟာမိန်းမတစ်ယောက်ကနေနှစ်ယောက်သုံးယောက်ယူလို့ရပါတယ်ဘသူကမှမားတယ်လို့မယူဆကြပါဘူးအခုခက်မှာဆိုလို့ရှိရင်စူးယုတ်မိုက်မယ်တယ်လို့ထင်ကောင်းထင်လိမ့်မယ် ဒါကြောင့်လဲရာကုတ်ကနောက်ထပ်ခုနှစ်နှစ်အလုံးပေါင်း14နှစ်ရခေလကိုရတဲ့အထိသူဆက်နေခဲ့ပါတော့တယ်။ရာကုတ်ဟာခရမနေစင်သား၁၁ယောက်ကိုရခဲ့ပါတယ်။အဲ့ဒီအထဲမှာတယောက်ဟာရခေလနဲ့ရတဲ့သားဖြစ်တယ်။အဲ့ဒီသားထွေးဟာယောသတ်ယောသတ်အချစ်ဆုံးပေါ့ယောသတ်အထွေဆုံးလေးဖြစ်တဲ့သူချစ်ရတဲ့ရခေလနဲ့ရတဲ့သားလေးဖြစ်တော့တခြားသားတွေထက်သူ့ကိုပိုပြီးချစ်ပါတော့တယ်။ ပုံမြင်လေးကတော့ဒါပါပဲကွယ်။ယာကုတ်ကလည်းသူ့အကိုအပေါ်မှာလိန်ခဲ့လို့သူလည်းဒီလိန်လဲချင်းကိုခံခဲ့ရတယ်ဆိုတဲ့သင်ခန်းစာလေးကိုဒီပုံမြင်လေးကနေသင်ခန်းစာယူဖို့ပါရသမီးတို့ကိုပြောပြချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲဘိုင်ဘိုင်။